ိတ်ဆွေများအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့နေလင်း YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ကျွန်တော်အလဲနဲ့အပိတ်နေရာမှာအတီကီ၃လုံးယူနေအဆက်ကိုတင်ပြတော့မှာဖြစ်တယ်ဗောနောဒီရှောက်ကိုတီကီမှာ6ခု6ခုတလုံးကအပိတ်ဖြစ်ပါတယ်တင်လေးရှောက်ကီမှာ၃ညာ၆၃ရှောက်ကအလဲဗောနောဒီရှောက်ကိုတီကီမှာတော့3ခု5ခုကအလဲဖြစ်ပါတယ်ရှောက်တော့ညာ၃မှာလည်း၃ညာတလုံးချပေးသွားခဲ့အလဲနေရာကဗောနောဒီ6နှစ်6မှာလည်းနှစ်ကအလဲ လေရှိတိတပင်မှာတော့တစ်တလုံးကအပိတ်ဖြစ်ပါတယ်ငါးကိုရှိမှာကိုတလုံးအလဲထိုင်ပြီးတော့ကျွန်တော်တို့ဒီ3 6ရှိသေးတဲ့ကတစ်တစ်6ရှောင်းတလုံးကအပိတ်ပါနော်လေခွန်ကိုထဲကကိုတလုံးကအလဲထိုင်ဖြစ်ပါတယ်လေခွန်ကိုကိုအလဲထိုင်မဲ့ထပ်ပြီးရှားပြီးသွားတယ်ပါနော်ငါးကို3ဖြစ်ပါတယ်ငါးတုံများလေးမှာလေးအပိတ်ပြီးရင်ငါးတုံများ3မှာတုံများ5 3အပြည့်ရှားပြီးသွားတယ်ပါနော်3 3ရှောင်းမှာ3တလုံးကအလဲဖြစ်ပါတယ် အလဲမဟုတ်ရင်အပိတ်ပါနော်။တုံညာလေးတလေးတလုံးအလဲရှင်းလျှောက်ခုမှာခုနှစ်ကအပိတ်ပြီးတော့တင်လေးလျှောက်ကီးမှာလျှောက်တုံညာလျှောက်လျှောက်အပိတ်ဖြစ်ပါတယ်။တင်လေးလျှောက်ကီးမှာလျှောက်လျှောက်နဲ့လျှောက်အလဲထိန်ပါနော်။ပြီးတော့ဒီမှာတင်လေးလျှောက်ပဲထပ်ပြီးရတယ်ပါနော်။လျှောက်လျှောက်ငါးဆိုတဲ့အတွက်6ကအလဲထိန်ဖြစ်ပါတယ်။ပင်ပေါင်း30နဲ့တစ်ချိန်ရှိသွားပြီဖြစ်ပါတယ်။ โอเคကျွန်တော်တို့ထပ်ပြီးတော့လေ့လာကြအောင်၆၆၅ပြီးတော့ဒီဘက်မှာ၉၆နှစ်ပြရတယ်ပေါ့နော်၉၆နှစ်တပင်မှာအထီးကီးအနေနဲ့နင်္ဂခွန်လေပိအထီးကီးပေါ့နော်နေ့တလုံးကအပိနေရာကခြားပေးသွားတယ်တလေး၆ကီးမှာဒုံညာလေးလေးလေးအလေးအပိဖြစ်ပါတယ်နေ့နေ့တက်မှာတက်ကအပိရှစ်လေးတော့မှာလေးခွန်ကိုကီးလေးအလေးခြားပေးသွားတယ်ပေါ့နော်၃အပိနေ့တော့ညာကိုမှာကိုကအပိပေါ့နော်အလေးမဟုတ်ရင်အပိအထီးသုံးလုံးယူနေဖြစ်ပါတယ် ၃ညအပိတ်ပြီးရင်300မှာ9အပိတ်ဖြစ်ပါတယ်။တယ်လေးလျှောက်ကြီးမှာ69လေးလေးအပိတ်ပေါ့နော်။ပြီးကြတဲ့ဘက်ကျွန်တော်ဒီတယ်လေးလျှောက်အလေးအပိတ်အထီးကြီးမှာရှောင်းတလုံးချပေးသွားတာဖြစ်ပါတယ်။အချိန်ညအဖြစ်40နဲ့2ချိန်ရှိသွားပြီဖြစ်ပါတယ်။ okay ဒီ20အဆက်ကိုကျွန်တော်မိတ်ဆွေများလေ့လာလို့ရအောင်20နဲ့တော့အချင်းပြပြတော့မှာဖြစ်တယ်ဗောနော okay ကျွန်တော်သူရဲ့20ကိုလေ့လာကြအောင် ကျွန်တော်ထိတ်လေးပိအထီးကြီးရှေ့ရဗီဒီယိုတွေမှာလည်းတင်ပြထားပြီးဖြစ်ပါတယ်ဗောနော်ဒီပီဒီတခုကတော့ကျွန်တော်တို့အလဲမဟုတ်ရင်အပိအထီးယူတာဖြစ်ပါတယ်အလဲပိအထီးကြီး၃လောက်ယူတဲ့နေ့ဖြစ်ပါတယ်ဗောနော်โอเคကျွန်တော်တို့ဒီ၃ခုခုတပင်ကနေရှင်းပြပေးသွားမှာဖြစ်ပါတယ်ယူတဲ့နေ့ကဒီရှင်းနယ်လေးပေါင်းရှင်းကစနစ်ဖြစ်ပါတယ်ဒီခုနှစ်ကတစ်ကြိမ်ဗောနော် နောက်ထပ်ဒီ9နာချိန်ပေါင်းရှင်း30ဖြစ်ပါတယ်။8နာချိန်က16ကိုဒီရှိက6နဲ့ပေါင်းရင်7နှစ်ပါနော်နှစ်ပေးယူမယ်။နှစ်နှစ်နဲ့3ပေါင်းရှင်း9ဒီမှာ6တစ်ချိန်ပြီးရင်တက်က3ချိန်စရိအတွက်3ပြီးရင်6နဲ့ထပ်ပေါင်းထားတာဖြစ်ပါတယ်။ကျွန်တော်ကျွန်တော်ခွန်ရဲ့ sorry နိနေနေပေါင်း၄၄နဲ့6ပေါင်း30ခွန်3ပေါင်းရှင်း30ယူမယ်ပေါ့နော်9နဲ့6နဲ့ကြံနေတဲ့အတွက်9နဲ့6ပေါင်းတာ73ရတယ်အဲ့ဒီတိကို ်၃နဲ့ထပ်ပေါင်းတာကလေ၄ကို၄နဲ့ထပ်ပေါင်းရှင်း၆တိလေးရှောင်းအလေးမဟုတ်ရင်အပိအထီပေါ့နော်အဲ့ဒီမှာ၈၉လေးဆိုတဲ့အတွက်၄တလုံးအပိညာကခြားပေးသွားတာဖြစ်ပါတယ်တိလေးရှောင်းအထီကီမှာ၈၉လေးဖြစ်ပါတယ်ပေါ့နော်ဒီမှာရေးပြပေးထားတယ်ထပ်ပြီးတော့ဒီ36ကီ963ချပေးသွားတဲ့တပင်ကို ထပ်ပြီးလေလာကြည့်အောင်ပေါ့နော်အဘွားယူတဲ့နေ့အတိုင်းပဲဒီ7ပေါင်းရှင်းက9ဖြစ်ပါတယ်ဒီလေးရာတစ်ချိန် 9နှစ်ကြိမ်က3ညပေါ့နော်30 9နှစ်ကြိမ်ပေါင်းချင်း16ကို3နဲ့ပေါင်းတာဒီပေါ့နော်23ကိုတိပေးယူมาဖြစ်ပါတယ်ဒီ3နှစ်ကြိမ်ပေါင်းချင်းက6နောက်ထပ်9နဲ့ထပ်ပေါင်းมาဖြစ်ပါတယ်63 28ပေးယူမယ်ပေါ့နော်နောက်ထပ်နောက်က6နဲ့ထပ်ပေါင်းရတာဖြစ်ပါတယ်9နဲ့1ပေါင်း30 4နဲ့6ပေါင်းရှင်း30 9နဲ့7ပေါင်းတာက15ရမယ်ပါနော် ဲ့ဒီ15ကိုရှောင်းနေပေါင်းရင်27ကိုကျွန်တော်တစ်ပေးယူมาဖြစ်ပါတယ်။ဒါကြောင့်မို့တရားတွေအတွက်အပေါ်ကလူမျိုးပဲ3နဲ့ထပ်ပေါင်းတာကလေလေးနှစ်ပေါင်းရှင်း6ဖြစ်တဲ့အတွက်ကြောင့်မို့တလေး6အလေးသုံးမဟုတ်အပိတ်အထီးပေါ့နော်။အဲ့ဒီမှာ9 6 3ဆိုတဲ့အတွက်6တလုံးကကျွန်တော်အလေးထိုင်နေရာကခြားပေးသွားတာဖြစ်ပါတယ်။တလေးရှောင်းလေပဲအတိကိမှာ963ဆိုပြီးတော့ပြီးခဲ့တဲ့ဘက်မှာ T20 ခြာပြီးသွားတာဖြစ်ပါတယ် 6ကြိမ်အတွက်ထပ်ပြီးလေ့လာကြည့်မယ်ပေါ့နော်ဒီခွန်ရ9ရပေါင်းတာကစနစ်ဖြစ်ပါတယ်3ကြိမ်နောက်ထပ်3က2ကြိမ်ပေါင်းထားတာဖြစ်တဲ့အတွက်6 9ကြိမ်က30 19ပေါ့နော်9ပဲရမှာဖြစ်ပါတယ်နေ့2ကြိမ်က4ခွန်နဲ့ပေါင်းတယ်7ဒီ4ကြိမ်နောက်ထပ်9က20ခွန်ပေါ့နော်ခွန်ပဲရမှာ6နဲ့ထပ်ပေါင်းထားတာဖြစ်ပါတယ် ဒီနှစ်3ပေါင်းရှင်း9ရှောင်းနဲ့9ပေါင်း55ပေါင်းတော့30ဖြစ်သွားမယ်ဒီ၄နဲ့6ပေါင်းရှင်း9 30ရမယ်ပေါ့နော်ဂျန်နီတာက3နဲ့9ရဆိုတဲ့အတွက်ပေါင်းရှင်း6ရမှာဖြစ်ပါတယ်အဲ့ဒီရှိကိုဘူကလူမျိုးပဲ3နဲ့ထပ်ပေါင်းတာက17ရတယ်တိကို2နဲ့ထပ်ပေါင်းရှင်း3ဆိုတဲ့အတွက်တနည်းအရဒီ6ကြိမ်မှာတော့73ဒီအလေမဟုတ်ရင်အပိတ်အထီးကြီးဖြစ်မယ်ပေါ့နော် ထပ်ပြီးတော့ခြားပေးသွားအောင်မယ်ဆိုရင်ဘာလို့ကျွန်တော်တို့ဒီမှာတွင်ဒီအရာ၈၃ဒီအလေမဟုတ်ရင်အပိတ်နေရာအထီးဆိုပြီးတော့ဒီတွင်ဒီအရာဒီဟာလေးရတယ်ဘာလို့ဒီ၈၃၃က၈၆၃ဆိုပြီးတော့၃ဒလုံးအပိတ်နေရာခြားပေးသွားခဲ့ဘူးတယ်ဘာလို့โอเคဒါကြောင့်မို့ကျွန်တော်တို့ဒီ6ချိန်မှာတော့20အရာ83လေမဟုတ်ရင်အလေမှာတော့မဟုတ်ရင်အပိတ်နေရာဖြစ်မယ်ပေါ့နော် ဒါသွန်းဤအရာကျွန်တော်ပြန်လည်မြောက်အပြီးရှင်းတာဖြစ်ပါတယ်ခင်ဗျာโอเคကျွန်တော်ဒီ73လေအပိအထီးကြီးကိုကျွန်တော်အလေအပိအပြီးကနန်းရှားလုံးနဲ့တပ်ပြီးယူမယ်ပေါ့နော်ဒီ6နှင်း6ကနေစပြီးလာတာပေါ့နော်6လုံးထဲကအလေနဲ့အပိနေရာမှာနှလုံးအပါယူတဲ့နည်းဖြစ်ပါတယ်ငါ6နှင်း6လေး73 96 76မှာဒီလိုလေးတောက်6ပြေးလာခဲ့တယ်ပေါ့နော် ၆၃၆၆၆၆နဲ့၆၅၉၆နဲ့တောင်းလျှောက်ပေးလာခဲ့တယ်ဆိုပေမဲ့ကျွန်တော်ဒီရှိကိုလေးတပင်မှာလဲကိုလေးချပေးသွားခဲ့ပြီးတော့ကျွန်တော်ဒီပြီးခဲ့တဲ့တပတ်တော်များတင်းနဲ့၆ခွန်ရှိတဲ့ကငါ၆၃ဆိုတဲ့အတွက်ကြောင့်မဟုတ်တုံးတလုံးတော့မပါသွားခဲ့ဘူးပေါ့နော်ပြီးခဲ့တဲ့တပတ်ဒီမှာဖောက်တွားတယ်လို့ပြောရမှာဖြစ်ပါတယ်၆တလုံးတာလေးအလဲထဲနေရကပဲချပေးသွားတယ်အပိတ်တုံးတလုံးမပါဘူးပေါ့နော်ဆိုတော့ကျွန်တော်ပြီးခဲ့တဲ့တပတ်မှာဒီတွင်နေဖောက်တွားတယ်လို့ပြောလို့ရတယ်ပေါ့နော် ကျွန်တော်ကျွန်တော်ဒီဒန်နီကဒီ6ချိန်မှာထပ်ပြီးချပီးတော့အောင်မလားဗောနော်ခုနှစ်တစ်ချိန်6 3 18ဒီ9ကတစ်ချိန်ဗောနော်နှစ်ခွန်ပေါင်းရှင်းက9နောက်ထပ်4ကတစ်ချိန်9နှစ်ချိန်ပေါင်းရှင်းက30ဆိုရတဲ့ခွန်၈က15 9နဲ့ပေါင်းရင်30 9 4က73ဆိုရတဲ့345 9ကိုလေး4နဲ့ပေါင်းရင်9တုံညာတိအဲ့မှာ345ကီးလဲရှိတယ်9တုံညာတိကီးလဲရှိတယ်ဗောနော် ဆိုတော့ကျွန်တော်ဒီ3 4 5 9 10တော်တဲ့ကနှလုံးအပါဖြစ်သွားမယ်ဟောနော်အလေနဲ့အပိတ်နေရာမှာနှလုံးအပါဖြစ်သွားနိုင်တယ်ဗောနော်ဆိုတော့ကျွန်တော်ဒီမှာထပ်ပြီးတွဲကြည့်မယ်ဗောနော်3 4 5 9 10တော်တဲ့ဖြစ်ပါတယ်ဒီ3 4 5ကြီးရှိတယ်လို့9တော်တဲ့အထီးကြီးလည်းရှိတယ်ဗောနော်အဲ့ဒီထဲကနှလုံးအပါဖြစ်သွားမယ်ဗောနော်ဆိုတော့ကျွန်တော်ဒီမှာရှာ83ကအလေးအပိတ်အထိဆိုတော့ဒီမှာ3ရက်3ရက်လုံးပိတ်အနေနဲ့ အလဲနဲ့အပိတ်နေရာမှာဖြစ်သွားမြင်ပါတော့3 4 3 5 3 9ပြီးရင်3တုံများပါတော့ပြီးရင်3တိဆိုပြီးတော့ဒီအတွဲရလာမယ်ပြီးရင်3 3အပူတွဲပါတော့ပြီးရင်1 3တိလုံးပိတ်အနေနဲ့တိလေးတိငါတိကိုတိတုံညာတိတိဆိုပြီးတော့ကျွန်တော်တိလေးပိတ်တွဲရလာပြီဖြစ်ပါတယ်အဲ့ဒီလေးပိတ်တွဲကိုကျွန်တော်အလေးအပိတ်ပေါင်းချင်းပရိတ်၃လုံးနဲ့ထပ်ပြီးညီမှာဖြစ်ပါတယ် အလေးအပိတ်ပေါင်းခြင်းပရိကကျွန်တို့ပုံသူဒီတင်းနေလေးပုံသူတာဖြစ်ပါတယ်အကောင်းဆုံးအနေနဲ့ကတော့နေ့ရက်လေးရက်ဖြစ်ပါတယ်အဲ့မှာကျွန်တော်၃ခုသွဲပေါင်းရင်၁၂ရက်တွေအတွက်ဒီမှာနေ့ပရိပါတယ်ပေါ့နော်နောက်ထပ်အနေနဲ့၃နဲ့တစ်ပေါင်းခြင်းလေးလေးပရိပါတယ်ပေါ့နော်တစ်၃၃တစ်ဖြစ်ပါတယ်ပြီးရင်ကျွန်တော်ဒီမှာတင်းနဲ့တုံညာနဲ့ပေါင်းချင်းတိပရိပါတယ်တိတိအပူပေါင်းချင်းနေပရိပါတယ်အတွက်နေပိတ်အတွက်ဒီဟာလေးရမှာဖြစ်တယ်ပေါ့နော် 3993ဒွေပေါ့နော်ဒါထိရှိသလုံးထည့်ရမှာဖြစ်ပါတယ်ပြီးရင်3133ပြီးရင်3933ဖြစ်သွားမယ်ပေါ့နော်တိတိကအမှုဖြစ်ပါတယ်โอเคအဲ့ဒီအထဲမှာမှာကျွန်တော်တို့ဒီလေပိတ်တွဲထဲမှာတတွဲကိုထည့်ပြီးတော့ရွေးချယ်ပြီးသွားမှာဖြစ်တယ်ပေါ့နော်တနည်းအရာပေါ့နော်တနည်းအရာကျွန်တော်တို့ဒီတတွဲထဲကတတွဲကိုထည့်ပြီးပြပြီးသွားမှာဖြစ်ပါတယ် အဲ့ဒီမှာကျွန်တော်တို့အလေအပိအထီးကြီးနောက်ထပ်အနည်းနဲ့965လေပိအထီးကြီးရှိတယ်ပေါ့နော်ဆိုတော့965ညီမယ်ဆိုရင်ဒီမှာ3993တတွဲတာလင်းကျန်တာဖြစ်ပါတယ်ထိတ်စီးတစ်လုံးထည့်လိုက်အောင်ပဲပေါ့နော်ကျွန်တော်အနောက်လုံးပေါင်းရှင်ပရိအနေနဲ့နေလေးကပို့ပြီးအားတာတယ်ပေါ့နော်ဆိုတော့3ကိုတွဲကနေပရိဖြစ်တဲ့အတွက်3993တွဲလာပေါ့နော်โอเคဆက်ပြီးမပြီးကတော့ကျွန်တော်တို့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်